ဒီမှာအနေနဲ့ကတော့ဘောနော်ဟိုဝစ်စာတူနီဒီဆိုတာမဝစ်တဲ့ဝင်တော့ထင်တယ်။ဘာလို့လဲဆိုတော့ဒီတက္ကသိုလ်တက်ပြီးွားရင်အပြင်လုပ်ငန်းဝင်ဝင်ပြီးဆိုလို့ရှိရင်အစိုးရဝန်ထမ်းလို့ရင်အဲယူနီဖောင်းဝင်ရမယ်။ကုမ္ပဏီဝန်ထမ်းဆိုတချို့ကုမ္ပဏီတွေဟာတူညီဝစ်စုံတွေဝင်ရတယ်။ယူနီဖောင်းတွေဝင်ရတယ်။အဲ့ကြောင့်ကို့မှာလွတ်လပ်ခွင့်ဆိုတာမရှိတော့ဝစ်စာအနေနဲ့ပြောရင်ပေါ့နော်။လွတ်လပ်ခွင့်မရှိတော့တဲ့ခါကျတော့ဒီတက္ကသိုလ်မှာလည်းတစ်ခါတူညီဝစ်စုံဝင်ရအောင်မဆိုဘဝမှာဘယ်အချိန်မှသွားပြီးတော့လွတ်လပ်တဲ့ဝစ်စာတွေဝင်ရမယ်။ တော့နေရာတော့ဘုခုမလို့ပဲဒီတော့တယောက်အနေနဲ့ရောကျွန်တော်တို့အမရင်ကျင်းမှုထုံးစံဒလိအရာပေါ့နော်တင့်တော်မဲ့အဝတ်စားမျိုးဝတ်တာတော့လက်ခံပါတယ်ဟိုဒီလိုမျိုးကြီးကိုပုံနေကားချက်ကြီးဆိုတာမျိုးကြီးတော့ကျွန်တော်လက်မခံကျွန်တော်ကဝတ်တဲ့ဒင်းဝတ်တဲ့ခြင်းလို့ကျွန်တော်ကမပြောခြင်းဘူးဒါပေမဲ့လိုအပ်ချက်ကပါလေ။ဘာရည်ချက်နဲ့လောက်တာလဲပေါ့လေ။ယူနီဖောင်းဝတ်ခြင်းကဘာရည်ချက်ကိုပေးတာလဲပေါ့။ ရင်းနှောင်းမွေချင်းရလဲခုနပြောဘာရွေးချက်ကိုပေးတာလဲပေါ့ကျွန်တော်မြင်တဲ့မြင်ရတော့ခုနရင်းနှောင်းမွေချင်းဒီတူညီမှုစိတ်ဓာတ်တစ်ခုပေးတယ်စူးစိမှုစိတ်ဓာတ်တစ်ခုပေးတယ်ပေါ့ကျွန်တော်တို့ငငယ်ကယူနီဖောင်းလေးဝတ်ခဲ့ရတယ်ဆိုတာလေဒီသဘောကိုစောင့်တယ်လို့ယူဆတယ်ယူနီဖောင်းမွေချင်းရလဲတက္ကသိုလ်ကျောင်းသားဘွားရောက်လာတဲ့အချိန်မှာယူနီဖောင်းမွေချင်းရလဲချုပ်ချယ်မှုကိုမလိုချင်ဘူးလွတ်လပ်မှုလိုချင်တယ်တည်တင်ဖန်တီးမှုကိုဦးစားပေးတဲ့ဟိုပါပေါ့နော်သင်ကင်းလေးဟိုဟိုအကိုစားပြုတယ်ပေါ့ပညာရေးနဲ့ပတ်သက်ပြီးတော့ချိုးကိစ္စတွေဘယ်လိုဘယ်လောက်ထိလောက်ကင်းနိုင်လဲ ဒီကတော့အရေးချင်းဘယ်လိုမြင့်တင်ပေးနိုင်လဲပုံစံအရေးကြီးတာပါဝတ်စုံကအရေးမကြီးလို့ကျွန်တော်တို့ဒီ uniform ပြလိုက်တာနဲ့ငါတို့ကဘယ်ចောင်းသားกว่าဘယ်ចောင်းကចောင်းသားกว่าဆိုရဲကိုယ်မူမျိုးရှိနေရမှာပေါ့အဲ့လိုဟာမျိုးအတွက်ကိုရည်ရဲတယ်အဲ့လိုဟာမျိုးအတွက်လည်းတကယ်ပေါ်ဆောင်တယ်ဆိုရင်တော့ဒါပဲဖြစ်ပါတယ်အောင်တော့ဒီတူညီဝတ်စုံကြီးဝတ်နေရမယ်ဆိုတော့စိတ်ထဲမှာတမျိုးပြီးတော့အော်ငါအเจ้าမှာသာဒီလိုဝတ်စားလေးဝတ်လိုက်ရလို့ရှင့် ဟိုစိတ်ထဲမှာပျော်ရွှင်မှုဆိုတာပေါ့နော်ကိုယ်စိတ်ရဲ့ပျော်ရွှင်မှုပေါ့နော်အဲ့လိုပုံစံမျိုးညီမတို့မြင်နေပေါ့နော်အမြင်မသိတော့တဲ့ဝက်စားတွေဝက်တဲ့ခါမှာလဲဒါဟိုတကယ်တော့ကြောင်းဆိုတဲ့ဟာနဲ့တော့မတင်တော်တဲ့ဝက်စားတွေဖွင့်လာရင်တော့ဒါလည်းလွတ်လပ်မှုပေါ်မှာဟိုအတုံးချမှုပုံစံမှားယွင်းနေတဲ့ခါကျမှပြဿနာရှိရလို့ထင်တယ်။အဲဒီခစ်ကြီးမှာပေါ့နော်။အားလုံးကကဘာကြီးကရွာကြီးတင်အောင်လို့ဖြစ်နေတယ်။ အဲ့ဒီအချိန်မှာဟောဝါမဒီယာမရေလို့ကျွန်တော်သိတော့မကန့်တတ်ပါဘူး။လုံလုံချုံချုံလေးဖြစ်ရမယ်။အဓိကအကြောင်းစီအကြောင်းသားကြီးစပီပဲ။စပီကိုအားလုံးဖြစ်နေရတယ်။အခုနောက်ပိုင်းမှာစပီတစ်ခုလည်းနေဖို့နိုင်ငံရေးအသိအမြင်မှာကျော်ဝါမှာဖြစ်ပါလိမ့်မယ်။ဒါမှမဟုတ်ကျွန်တော်တို့ရှေ့လျှောက်ပြီးတော့အားကြီးလုပ်နေရ